မလာခွာတွဲလာလို့ဆိုင်မလာခိုးရတခိုးမအဲ့မအဲ့မြတ်ပေါ့ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမနောက်ကျန်တဲ့ဈေးတွေအကုန်သိရအောင်လားဒါအိမ်မပြောနဲ့နေတော့အားထားနေလားမင်းကငါတော့အုံတော်ထားတာအိမ်မရှိဘူးအားဆိုင်ကိုသူကဟိုမှာလက်တက်လာဆန်းနေအဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်မတခုပြောချင်ပါတယ်ဒီခိုးရတဲ့အမောက်ကိုပြန်ပေးလို့ရရင်ပေးချင်တယ်အားလုံးမင်္ဂလာပါမျိုးတွေ emoji ကြီးကျူး channel ကျူးစလိုက်ပါတယ်ဒီရင်တစ်ဆက်ပေးမဲ့တဲ့ရင်က live မှာနာမည်ကြီးနဲ့ရန်ကုန်မြို့လှိုင်းသားရာကိုကျိုလမ်းမပေါ်မှာရှိတဲ့ တွေ့တာသူအထယ်ဆိုင်နဲ့စတိုးဆိုင်မှာကလေးသားမိကတာပစ္စည်းလာခိုးလို့ဒီနေ့မှာတော့ဒါဖမ်းမိရဲ့တဲ့ရင်လေးကိုတိစက်ပြတ်တပ်ပြီးတော့ဖြစ်ပါတယ်ဒီတဲ့ရင်လေးကလိုင်းမောမှာဝေဖန်မှုလည်းမြင့်တက်နေတယ်လို့လူပြောလဲများနေပြဒီတွေ့တာသူအထယ်ဆိုင်ပိုင်ရှင်ကဒီ NDG ကိုဒါပါရိနာတွေရိုက်ပြီးတော့ဆုံးမနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုလည်းမြင့်တက်နေတာကိုတွေ့ရတယ်ဒီတခိုးဘက်ကတနာနေတဲ့သူတွေလည်းရှိကြတယ်ဗျ ဒီကြောင်းလည်းပတ်သက်ပြီးတော့ဒီမှတ်တမ်းတင် BFI တွေကိုတိစက်ပြတ်တာပြီးမှာမို့ကျွန်တော် BFI တွေကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒီ BFI နဲ့မှဆိုတော့ပြည်စုံပါပါတယ်။ TNDG ပစ္စည်းဝင်ခိုးတဲ့ GDP မှတ်တမ်းလေးပါတယ်ပေါ့နော်။ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော် BFI လေးကိုအတူလိုက်ကြည့်အောင်ပါ။ဒီမှာသေချာကြည့်သူ့အသေးချာပါအောင်ရိုက်ပြတာ။နောက်ကျန်တဲ့ဈေးတွေအကုန်တိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်တာ။သေချာကြည့်တာ။မခိုးမ ay ya kwale la kwa ta kuma နော်ခါလာတော့ခိုးတော့ဟာလာခဲ့လဲကိုအခုလဲလာပြီလာခိုးလာဟာလာဟိုင်းနိုင်ရိုက်တဲ့ပြီးဖိုင်လေးကကျွန်တော်ဒီနည်းနည်းဖြတ်ထားမယ်ပေါ့နော်ဒီတခိုးသားမိညောက်ကဒီတနည်းကတွင်နေတိုင်းဒီဆိုင်မှာဒါလာပြီးတော့ပစ္စည်းတွေခိုးတယ်လို့လည်းပြောတယ်ဗျအခုကတော့ဒါနောက်ဆုံးအကြိမ်ပေါ့နော်ဒါဖမ်းပြီးလို့ဒီမျိုးအပြစ်မှုမျိုးတွေဆက်ဆံလာလို့လည်းပြောတယ်ဗျနောက်ကပါကျွန်တော်ဆက်ပြီးကြည့်ကြည့်အောင်ပါဟမ် အားဆိုင်မင်းကလည်းပတ်စပ်ရောနိုင်ရောတော့မရောနိုင်ငါနေရဲစခန်းနဲ့ခါရဲထဲမှာတော့ပြောပြတာကျွန်မပတ်စပ်ပစ္စည်းပြောတယ်နင်တို့အားရထားလိုက်လားမင်းကငါတို့အုံတော်ထားတာအရင်ရှိဘူးငါဆိုင်ကပစ္စည်းခိုးရတယ်မှာလားပြန်လို့ချင်းနေတာပဲပတ်စပ်မကြည့်ဘူးထဲလေထဲထဲမှာပဲမရှိတဲ့မျက်နှာနဲ့ရက်ွက်ထမလေခိုးနေတာတခိုးမှငါရဲရလာမခွဲမချင်းငါမှနေလိုက်ပေါ်လာတယ်ရဲလာမခွဲမချင်းငါသူ့ကိုတားလိုက်မှခြိထားမှငါတို့ရအောင်နှစ်ခါရှိသွားပြီကြောက်ရအခုအခါထက်လာတယ်ဟဟဟာစစ်စစ်ကြီးကလည်းအပေါ်လုံးဓာတ်ပုံကောင်ရိုက်ထားပြီလား နော်ကဲရပ်ကားလူလာကြည့်လိုက်မှာသခိုးမရုပ်ကိုမှလာကြည့်ထားတယ်ညတော်လေးမှာစိတ်တူညာလိုက်လာနေရငါလည်းမရှိဘူးတတိရှိပဲလားငါလိုက်လာမနေသလားလာလာကြည့်တော့ဘူးဒီမှာတခိုးမတခိုးမကြည့်တာအဲ့ဒီဘက်ကိုကြည့်တာတွေ့တဲ့ခါကျတော့တခိုးမလေးကြည့်တာနိုင်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 ဘာလို့လို့ကြည့်တာတပိတပိအဲထလာကြည့်တာ ခါထက်လိုက်ပြီလားတခါထက်လိုက်ပြီသလားဟုတ်တယ်ဟုတ်ကြံလေးလို့ထပ်နိုင်ဦးမှာအမတန်နော်ကျွန်တော်ကလည်းပြီးသွားမှာနောက်ကနိုင်နေနောက်ကလည်းကနိုင်နေအဲနိုင်နေပြီအဲ့မှာလက်ကလည်းမပါပါဘူးကွာမမပိုက်လိုက်ပြီအမအထက်လိုက်ထည့်ပြီထည့်သေးဘူးအမလေးအထက်လိုက်ကြည့်မလို့သူ့လက်ကြီးကကိုယ်အဲ့မှာတော့တော့ထည့်ပြီသလားဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကလည်းဒီကနေချော်ချမှာဆိုလို့ညို့ရအောင်ပြန်ပြီးတော့တတတတဆိုနောက်မှာကင်မရာနဲ့လွတ်တဲ့နေရာကိုသွားထည့်တယ်အဲ့ကင်မရာအောက်ကင်မရာကနေဆိုပြန်ပြီးလောက်တယ် အိုင်နာကင်မရာမိရကိုလေးအိုင်နာကင်မရာမိတာမှလည်းအိုင်နာကင်မရာမိလာတော့မမြင်တော့ဘူးမြင်ရတယ်မြင်ရတယ်ထဲတာပဲရှိရပါမမြင်ရဘူးအဲ့ထဲတာကိုမြင်ရတယ်အဲ့ကောင်ကမတ်ဟာရောက်ပြေးလိုက်တော့ဒီနေ့ live မှာတက်လာတယ်လေဒီလာဖာလဲစိုင်ထဲမှာဝင်ခိုးလို့ဆိုပြီးတော့ကတားမိနှစ်ယောက်ကိုလေအဲ့လိုမျိုးပါးရင်းနာတွေရိုက်ပြီးတော့နေဘူးထဲမှာကြိုးတုပ်ပြီးထားတဲ့ဒီ video အဲ့ video နဲ့ပတ်သက်ပြီးကျွန်မတခုပြောချင်ပါတယ်အဲ့ဆိုင်ရာပစ္စည်းဘယ်လောက်ခိုးရလဲတော့မသိဘူးကျွန်မဖြစ်နိုင်လို့ရှင့် ဒီခိုးရတဲ့အမောက်ကိုပြန်ပေးလို့ရရင်ပေးခြင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကကျမလည်းဆိုင်ရှင်တယောက်ပဲ။နောက်တစ်ခုကျမကတားတားတယောက်ကမိခင်ကျမလည်းအဲ့ဒီဗီဒီယိုမှာကြည့်ရတာဘလို့မှအဆင်မပြေဘူး။အဲ့ဒါကဘာလဲဆိုတော့လေ ကလေးပါနေတဲ့အတွက်ပေါ့နော်ကျန်တဲ့ကိစ္စကတော့ဘာဘာကိုပြောချင်လဲဆိုလေဆိုင်ရှင်မှန်သမျှသည်ဒီလိုမျိုးခိုးတဲ့ဝတ်တဲ့ကိစ္စတွေဆိုင်မှာရှိတဲ့ပစ္စည်းကိုလာပြီးတော့ယူတဲ့ကိစ္စတွေဆိုတော့ဘယ်သူမှမလွတ်ကင်းတဲ့ကိစ္စဆိုင်ရှင်တိုင်းဒီလိုကိစ္စမျိုးကအများတန်းကြုံတွေ့ရတယ်ကျွန်မတို့လည်းဆိုင်ဖွင့်ထားတာဖြစ်တဲ့အတွက်ဒီလိုကိစ္စမျိုးကခဏခဏဖြစ်တယ်ကျွန်မတို့ဆို CCTV မှာလည်းတွေ့တယ်ဆိုင်ကလည်းနောက်တစ်ခေါက်ပြန်လာယူလာတဲ့ရှိတယ်တခါကျလို့ရှင်တချို့ရက်တွေလူကြနေရဆိုလို့ရှင်ပစ္စည်းတွေယူရတာတွေရှိတယ်ဒါပေမဲ့ကျွန်မတို့ဘယ်တော့အခါမှလိုင်းမမတင်ဘူးဒီတိုင်းပဲဒီနေ့ယူသွားတယ်အဲ့အဲ့အရာမျိုးပဲပြောတာရုပ်လ လည်းမပြဘူး CDB လည်းမတင်ဘူးကုံကုံပြောမယ်ကျမဆိုင်မှာတကူဖောက်ရတယ်နော် အဲ့ဗီဒီယိုဆိုလို့ရှိရင်မီလီယံနဲ့ချီပြီးတက်သွားတယ်။ဒါမဲ့ကျမ CCTV record လည်းရှိကျမလုံးဝမတင်ဘူး။ဘာကြောင့်လဲသိလား။လူတိုင်းဒီသူ့အခက်ခဲနဲ့သူရှိသလိုလူတွေမှာ privacy ဆိုတာရှိတယ်။လူတွေရဲ့ဒါဟိုပါပေါ့နော်။အတွင်းဟိုပါပေါ့နော်။လူတွေရဲ့ဒီစီးပေါ့နော်။အဲအဲ့ဒါတခုရှိတာဖြစ်တဲ့အတွက်ကိုပစ္စည်းကကို့အတွက်ဆုံးရှုံးမှုကို့အတွက်ကဘာမှမပြောပါလာဘူးဆိုလို့ရှိရင်ဒီတိုင်းပါဇက်နဲ့ပြောလို့ရတဲ့ကိစ္စဆိုပြောလိုက်တယ်။ဘာမှအကျေတဝင့်လိုင်းမို့ချပြစရာလည်းမလိုဘူးပေါ့နော်။အဲ့လိုတတ်မှတ်တယ်ကျမ။နောက်တစ်ခုခလေးနဲ့ပတ်သက်ပြီးပြောမယ်နော်။ ဒီကလေးဒီကျမကြီးရတယ်လို့တစ်နှစ်ကျော်နှစ်နှစ်ကျော်ဝင်းကျင်လောက်ပဲရှိမယ်ဒီအချိန်မှာ तू က အဲဒီလိုမိဘတွေစီရနေပြီတို့မဟုတ်ပတ်ဝန်းကျင်စီရနေပြီလမ်းနဲ့လုံနေရအရွယ်ပေါ့နော်အဲ့လိုဆိုတော့သူဒီမပြောတတ်မပြောတတ်မယ်ဒီအချိန်မှာဖြစ်နေတဲ့ဒီဟာတွေအကုန်လုံးကိုသူ့ရဲ့စိတ်မှာအကုန်လုံးကိုဒါမှတ်တတ်တဲ့အရွယ်ဖြစ်တာဖြစ်တဲ့အတွက်ကလေးမှာစိတ်ဓာတ်ရရနိုင်တယ်နောက်တစ်ခုသူကလေဒီလိုမျိုးနေပူထဲမှာကျိုးတုပ်တာတွေဒီလိုမျိုးသူ့ရှေ့မှာသူ့မအေကိုပါးတွေနားတွေရိုက်နေတဲ့ကိစ္စဒီဒီကလေးဘက်ကပဲជីជីလူပတ်ဝန်းကျင်လူအတိုင်းဝိုင်းရပဲជីជីဒါကြီးကလုံးဝမဖြစ်တဲ့ကိစ္စပေါ့နော်ကျမတို့ဆိုင်နေမှာဆိုလဲအငြင်းအခိုးခံရပါတယ်ဒါမဲ့ကျမဒီတွေ့လို့ရှင်ဒီတိုင်းပဲပြောလိုက်တယ်နောက်တစ်ခါမလုံးနဲ့ เนาะကျမတို့ဆိုခဏခဏပဲပြီးတော့နောက်တစ်ခုဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီ sanction လောကမှာဆိုຫນွယ်ပိုးအိမ်ကအကိုရှိတယ်သူဆိုလို့ရှိရင်သူ့ဆိုင်မှာကျမတို့ထပ်ပို့ပြီးတော့သူဆိုရင်အခိုးခံရတာပါခဏခဏပစ္စည်းအယူခံဒါမှမဟုတ်အဲ့ကိုတကယ်လေးစားဖို့ကောင်းတယ်သူ့ရဲ့ဖြည့်ရှင်းနေပေါ့เนาะသူကလေနောက်တစ်ခါမလာဖို့လဲပြောတဲ့အပြင်ပစ္စည်းတွေပါပေးလိုက်သေးတယ်အဲဒါမျိုးကတကယ်အတူယူတင်တဲ့ကိစ္စပေါ့เนาะတကယ်တော့ခိုးတယ်ဆိုတဲ့ပစ္စည်းကလေဟိုသူကလေသူ့ဘက်ကအဆင်မပြေတာတော်တော်များများလည်းဖြစ်နိုင်တယ်လို့ နောက်တစ်ခုကလှုပ်ရှားကြတာလည်းများတယ်သူကဒါမတက်တာလို့လောရတဲ့ကိစ္စတွေဖြစ်နိုင်တယ်လူတွေမှာနောက်ွယ်မှာဖြစ်နေတဲ့ကိစ္စတွေကဘသူတူတယောက်ကမှမသိနိုင်တဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့လိုဆိုတော့အခက်ခဲကတော်တော်လေးကိုခဲရင်လို့လောက်တာလည်းဖြစ်နိုင်တာဖြစ်တဲ့အတွက်ကျမတို့ကတော့ဒါပြောမယ်ဆိုလို့ရှိရင်ပြောလို့ရတဲ့ကိစ္စဆိုတော့ပြောလိုက်ပေါ့နော်ဒါမှမဟုတ်အဲ့လောက်ကြီးကြီးဖြစ်ရအောင်ကွာရွှေဆိုင်မှာခိုးရတဲ့ပစ္စည်းတောင်မှပဲ ဟိုပြောမယ်ဆိုလို့ရှင်ဓာတ်ထက်ပို့ပြီးတံပိုးကြီးတဲ့ပစ္စည်းတွေပေါ့နော်။သိန်းကို၁၀ကဏန်းချီ၊၁၀ကဏန်းချီပြီးလောက်တဲ့လူတွေကမှအဲ့လောက်ကြီးထိပါးနာရိုက်တာမမြင်ဘူးလို့ကျွန်မတသက်ပြောလို့ရတယ်။အဲဒီလိုမျိုးဒီဆိုင်ရခိုးတဲ့ပစ္စည်းကဘလောက်တံပိုးကြီးလဲတော့ကျွန်မမသိဘူးနော်။အဲ့ဒါကြောင့်မလို့ကျွန်မပေးလို့ရရင်ကျွန်မပေးမယ်လို့ပြောတာ။ကိုကြည့်ရတာရေလုံးဝအဆင်မပြေလို့လေပြီးတော့ကျမတို့လည်းဒီဆိုင်ပိုင်ရှင်အချင်းချင်းလည်းဖြစ်တဲ့အခါကျတော့လေဟိုတော်တော်လေးကြည့်ရတာရုပ်ပေါက်လို့ကွာ ဲ့လိုဆိုတော့တကယ်ကိုကိုရင်းစားတယ်ကြည်ရတာတော်တော်လေးကိုတနာလဲတနာတယ်ပေါ့နော်ဒီလိုဟာမျိုးရလုံးဝမဖြစ်တင်ဘူးပြီးတော့ဒီလိုမျိုးကြိုးတုပ်ထားတာလဲတော်တော်လေးကိုလွန်တယ်ဒီကျွန်တော်ပြဖိုင်လေးကားဒီတော့ပါပဲဒီပြဖိုင်လေးကိုကြည့်ပြတော်လေးမှလည်းစိတ်မကောင်းဖြစ်မိပါတယ်ဒါဆန်ရှင်ဘက်ကကြည့်မယ်ဆိုရင်လေဒါဆန်ရှင်မှာဒီအမှန်တယ်လို့လည်းပြောလို့ရမယ်ဒါလက်ပါတာကတော့သူမှားတယ်လို့ပြောလို့ရမယ်သူလည်းဒါရဲ့ဒီစိတ်ဒေါသတွေကိုမထိန်းနိုင်လို့ဒီမျိုးခြေလုံးလက်လွန်ဖြစ်သွားတယ်လို့ကျွန်တော်ကထင်ပါတယ်လာခိုးတဲ့ NDG ကလည်းသူ့ရဲ့စာဝတ်နေတော်တော်လေးမှအဆင်မပြေလွန်းလို့သူ့အိမ်မှာလည်း ဒါနောက်ထပ်သားတစ်ယောက်ရှိတယ်သူသားတစ်ယောက်ကလည်းတော်လေးမဲ့ကျမ်းမာရေးမကောင်းလို့အခုလိုလောက်ရလာလို့လည်းပြောတယ်ဆိုင်ရှင်ပြောတာကတော့ဒါတနင်းကတွင်နေ့တိုင်းလာခိုးတယ်လို့ပြောတယ်ဗျသူတို့ CCTV မှတ်တမ်းနေဒီဆိုင်တီရှိတဲ့နေရာကတော့ဒါရန်ကုန်မြို့လှိုင်းတရာကိုကျိုးလမ်းမပေါ်မှာရှိတဲ့ Twitter သူအဲဆိုင်နဲ့စတိုးဆိုင်ကဆိုင်ပိုင်ရှင်ပဲဖြစ်တယ်ပေါ့နော်အခုဆိုရင်ဒီ online social media ထက်မှာဒီတကူအားပေးအားမြလောက်တာတော့မဟုတ်ဒီလာခိုးတဲ့ NDG ကိုဒီဘိုင်းနိုင်ရိုက်လို့ဒီဆိုင်ရှင်ကိုတော်တော်လေးမှဒီလိုမျိုးမလုပ်တဲ့ကြောင့်ဝေဖန်သုံးသပ်ထားတဲ့ view file လေးတွေကလည်း line မှာတော်တော်လေးမှဒီအများပြတွေ့နေရတယ် ဟုတ်ပါဒီဒီယိုဖိုင်လေးကိုတိဆက်ပြသပြီးရည်ရွယ်ချက်ကတော့နောက်ထပ်လူတွေလို့သူများဆိုင်ရာပစ္စည်းတွေကိုဒီအလွယ်တကူမခိုးယူမိအောင်ဘူသူရအနေနဲ့ပြန်လည်ရှေ့ရအောင်လုပ်ပေးခြင်းဖြစ်တယ်။ဒီအခုဒီလုံးမှာလည်းကျွန်တော်အများနဲ့တိဆက်ပြီးနေတဲ့တကုတ်ချပိုးလူလိန်တွေကတော်လေးမှာပုံများလာတယ်အားလုံးပဲကြီးစိုက်စေးခြင်းပါတယ်ဗျ။ဒီဖြစ်စဉ်လေးကတော့ဒါ အော်တိုဘား20ရက်နေ့ရဖြစ်သွားတာပေါ့ဗျာနော်ကျွန်တော်တို့ပြဖိုင်လေးကဒီလောက်ပါပဲဒီဖိုင်လေးနဲ့ပတ်သက်ပြီးတော့အမျိုးရဲထင်မြင်ဆက်ချက်ကိုလည်းကျွန်တော် comment မှာ message ရေးပေးကလေးရဘလို့ဝေဖန်ချင်ပြနံပါတ်ပြတင်းတရရရှိလို့ရှိရင်ထပ်တင်ပေးပါအောင်မယ်ကျွန်တော် channel နဲ့ဘိုးတူတက်ရတဲ့အကြောင်းနဲ့ sale တင်းတရကိုမြင်တစ်ဆက်ပေးမှာမို့ကျွန်တော် channel like ဆက် comment like ဆက်ကိုနဲ့ဒီနေ့ notification လေးကိုပါနိုင်ခဲ့ပေးဖို့တော့ဆေးချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေအချင်းနဲ့ကြည့်မိုက်တင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်